အိန္ဒိယနိုင်ငံတောင်ပိုင်းကီရာလာပြည်နယ်ဟာလူမင်းစင်းရဲမွဲတေမှုကနေလွတ်မြောက်သွားပြီဖြစ်ကြောင်းနိုဝင်ဘာ၁ရက်မှာကြေညာခဲ့တဲ့အတွက်အိန္ဒိယမှာလူမင်းစင်းရဲမွဲတေမှုကင်းစင်သွားတဲ့ပထမဆုံးပြည်နယ်ဖြစ်လာခဲ့တယ်လို့ CNN ကဖော်ပြခဲ့ပါတယ်။ကီရာလာပြည်နယ်မှာလူမင်းစင်းရဲမွဲတေမှုပပရွေးစီမံချက်အရဒေသခံအာဏာပိုင်အဖွဲ့အစည်းတွေကအူဆောင်နေလေးနေကြစီမံကိန်းအပြီးမှာကီရာလာပြည်နယ်ဝန်ကြီးချုပ်ပီနာရာရီဗီဂျာရန်ကအခုလိုကြေညာခဲ့ခြင်းဖြစ်ပါတယ်။ကမ္ဘာ့ဘဏ်ရဲ့သတ်မှတ်ချက်အရလူတို့ဟာတရက်ကို ်3ဒေါ်လာအောက်သာရရှိရင်အလုံးမင်းစင်းရဲမွဲတေစွာ နေထိုင်နေရကြောင်းဖော်ပြထားပါတယ်ဒီသတ်မှတ်ချက်အရ2025ခုနှစ်မှာကမ္ဘာတွန်းလူပေါင်းတန်း330ကျော်ဟာအလုံးမင်းစင်းရဲမွဲတေမှုသတ်မှတ်ချက်ထဲမှာအကျုံးဝင်နေပါတယ် ဣရလာပြည်နယ်မှာအလိုမင်းစင်းရဲမွဲတွေတက်မှတ်ချက်ထဲမှာပါဝင်နေတယ်။မိသားစုဝင်ပေါင်း6400ကျော်ရှိကြောင်း၂021ခုနှစ်ကစစ်တမ်းကောက်ယူခဲ့ပြီးနောက်စင်းရဲမွဲတွေမှုလျှော့ချရေးစီမံကိန်းကိုစတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ကီရလာပြည်နယ်အာနာပိုင်တွေဟာဝင်ငွေတစ်ခုတည်းကိုသာအာယုံဆိုင်ခြင်းထက်ပုံမှန်ဝင်ငွေမရှိမှု။အိုးရင်အစားစာနဲ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအားလုံးကိုအကဲပြတ်ချင့်တွယ်ပြီးစီမံကိန်းကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။လူမှုသက်သာခြောင်ချီးရေးအစီအစဉ်တွေနဲ့မကြုံမှုတွေမိသားစုတွေရှိနေပါတယ်။အလိုမင်းစင်းရဲ င်းမွဲတင်မှုဆိုတဲ့သတ်မှတ်ချက်ထဲမှာပါဝင်နေတဲ့မိသားစုတွေဟာပြည်내အစိုးရရဲ့ထောက်ပံ့မှုကိုမရဘဲရှင်းတန်ခဲ့ရပါတယ်လို့ဒေသန္တရအစိုးရရှင်မျိုးကွန်နဲ့လွတ်တော်ရေးရာပြည်내ဝန်ကြီး MB Rajesh ကပြောကြားခဲ့ပါတယ်လုံငယ်တဲ့၄နှစ်ကျော်ကအစိုးရဌာနအများပြားဟာဒီမိသားစုတွေကိုဆင်းရဲတွင်ကနေဆွဲထုတ်နိုင်မှုပူပေါင်းဆောင်ရွက်ခဲ့ကြပြီးအစားအစာနေစရာနေရာဆေးဝါးနဲ့ကလေးတွေအတွက်ပညာသင်စုတွေထောက်ပံ့ပေးခဲ့ပါတယ်။ဒါ့အပြင်အိန္ဒိယမှာတနင်္ဂနွေလုံးအတိုင်းတာနဲ့လူမင်းဆင်းရဲမွဲတေမှုနှုန်းကိုလျှော့ချရမှာ တိုးတက်မှုတွေရရှိခဲ့ပါတယ်။အိန္ဒိယမှာလွန်ခဲ့တဲ့ဆယ်စုနှစ်ကအလွန်မင်းဆင်းရဲမွဲတေမှုနှုန်း၁၆တက်သမာ၂၀၀ခန်းနှုန်းရှိခဲ့ရမှာ2023ခုနှစ်ဘန်နာနှစ်တွင်အလွန်မင်းဆင်းရဲမွဲတေမှုနှုန်း၄တက်သမာ၃၀၀ခန်းနှုန်းသာရှိတော့ကြောင်းကမ္ဘာ့ဘဏ်ကထုတ်ပြန်ခဲ့ပါတယ်။